โอเคဒါဆိုလို့ရှိရင်အဲဒီသင်ခန်းစာမှာကတော့ဂုံဒုသမားတွေအတွက်ဆက်ပြီးတော့ရှင်းပြမှာ ဖြစ်တယ် Thiso oppositives နောက်ဆုံး opposition မှာနှစ်မျိုးရှိတာကို ပြောပြမယ်เนาะအဲ့တော့ဒီသင်္ကန်းစာကိုလေ့လာတဲ့အခါမှာလိုင်းနိုင်တဲ့သူတွေကနောက်ဆက် opposition နဲ့ပတ်သက်ပြီးတော့ထပ်ပြီးတော့လေ့လာလို့ရတယ်ဒါကဂုံဒူသမားတွေအတွက လိုက်နိုင်တဲ့သူတွေအတွက်ထပ်ပြီးတော့ရှင်းပြတာဖြစ်တယ်အဲ့တော့မလိုက်နိုင်တဲ့သူတွေကတော့အထက်ကသင်ခန်းစာလောက်နဲ့လုံလောက်တယ်ဆာမူဝဲမိတဲ့နောက်ဆက်ပိုဇီရှင်မေကွန်းဂရမာကို ဖြည့်နိုင်လိမ့်မယ်ရောက်ပြီဒါဆိုရင်လိုအပ်တဲ့သူလိုက်နိုင်တဲ့သူဂုံတူးဖတ်ဖို့ရမှန်းထားတဲ့သူတွေဒါကိုဆက်ကြည့်မယ်နောက်ဆက်ပိုဇီရှင်မှာဆိုရင်နှစ်မျိုးရှိတယ်အဲ့ဒီနှစ်မျိုးကဘာလဲဆိုတော့ပထမတစ်မျိုးက restrictive လို့မှတ်ထားမယ်သူကကြတော့ essential ဖြစ်တယ်ဆိုလိုတာကဘာလဲဆိုတော့ကြတော့ နောက်ကသူကထည့်ပေးဖို့ရာလိုးကိုလိုအပ်တယ်။နောက်နှလုံးရှင်ရတဲ့အခါမှာနောက်ကနောင်ထည့်ရေးဖို့ရာလိုးကိုလိုအပ်တယ်။နော်လိုးကိုလိုအပ်တယ်။ဆိုကြပါစို့ my friend June plays football ။ဒါဘောလုံးကစားတာ။ဒီမှာဆိုရင်နောက်နှလုံးရှင်ရထားတာပဲ။အဲ့ဒီမှာနောက်ကနောင်ကဖြုတ်ပြလို့မရဘူးဗျ။လိုးကိုလိုအပ်တယ်။ဒါကြောင့် essential ဖြစ်တယ်လို့မှတ်ထားပါ။အဲ့ဒီမှာဘာမပါဘူးလဲဆိုတော့ comma ထည့်ထားတာမတွေ့ရဘူး comma မလိုဘူး။ ဒါဆိုရင်မှတ်ထားမှာကကော်မာမလိုတာကတမျိုးနောက်တမျိုးကကျတော့ non restrictive လို့မှတ်ထားမယ်သူကကျတော့ဘာလဲဆိုတော့ကျတော့ non absential လို့မှတ်ထားအဲ့ဒါဘလိုဟာမျိုးကိုပြောရလဲဆိုတော့ my father a teacher is very kind အဲ့တော့ my father ဆိုတာဘာလဲ a teacher ဆရာတယောက်ဖြစ်တဲ့ my father ပဲဒီမှာကျတော့ကော်မာနှစ်ချက်ခံထားတယ်ကော်မာခံထားတာကိုတွေ့ရမယ်နော် ဲ့တော့ကြတော့ကော်မာလိုတဲ့ကောင်နဲ့ကော်မာမလိုတဲ့ကောင်ဆိုပြီးတော့နောက်ဆင် opposition မှာနှစ်မျိုးရှိတယ်လို့မှတ်ထားလိုက်ပေါ့နော် restrictive နဲ့ non restrictive ဒါလိုမျိုးမှတ်မှတ်ချင်းမှတ်မှန်တယ်အဓိကကတော့ကော်မာလိုတာနဲ့ကော်မာမလိုတာအဲ့တော့ဘာကြောင့်လိုတာလဲဘာကြောင့်မလိုတာလဲဆိုတာကိုရှင်းပြမယ်။နောက်ဆက် position မှာဆိုလို့ရှိရင်ဒီအထက်ကပုံစံမျိုးကလည်းနောက်နှလုံးရှင်ရေးထားတာဒါပေတိကောမာထည့်เสียမလိုဘူးမထည့်ရဘူး။ ဘာကြောင့်လဲဆိုတော့ကြတော့ဟောဒီလူမျိုးရေးတာကကြတော့နောက်ကနောင်လီကအဆန်ရှဲဖြစ်တယ်ဘာကိုပါရမယ်မပါဘူးဆိုရင် clear မဖြစ်ဘူးမရှင်းလင်းဘူးဆိုကြပါစို့ my friend အဲ့တော့ bear friend ကဘယ်တငယ်ချင်းကဘောလုံးကစားတာလဲအဲ့တော့ friend တွေကအများကြီးရှိမှလေအဲ့ဒီထဲက my friend ဂျွန်းဆိုတဲ့ friend ဒါထည့်လိုက်တဲ့အခါမှာ clear ဖြစ်သွားပြီနော်အဲ့ဒီလိုအခါမျိုးနောက်ကထဲကိုထည့်ရမယ်ဒီနောက်ကအဆန်ရှဲဖြစ်တယ်အဲ့ဒီအခါမှာကောမမလို့ဘူး အောက်ကနောင်စင်အပူစီရှင်ဒါကကျတော့အခုစာမွေးမှာမိတဲ့ပုံစံပဲသူကကျတော့ပြောရမယ်ဆို extra information ပဲမလိုအပ်ဘူးတကယ်တမ်းတော့အဲ့ဒီကောင်းကြီးကို ဖြုတ်ပစ်လိုက်စမ်း my father is very kind ပြေဆုံးပြီးစား my father ဆိုရလဲနှစ်ယောက်မရှိနိုင်ဘူးရှင်းလင်းပြီးစအင်စကလေးကတကယ်တမ်းတော့အရာဒီကအပူ extra information ပဲအဲ့ဒီကောင်းကြီးကို ဖြုတ်ပစ်လိုက်လို့ရတယ်မဖြုတ်ဖဲနဲ့ထပ်ပြီးတော့ extra information ပေးခြင်းလို့မို့ အဲ့ဒါကတကယ်တော့မလိုအပ်လို့မနန်းအဆန်ရှိပဲမလိုအပ်ဖဲနဲ့ထည့်ထားတာ extra information မို့ဒါကြောင့်မလို့ comma နှစ်ချက်ခန်းထားတာတခါတလေမှာ comma တစ်ချက်ပဲသုံးရတဲ့နေရာမျိုးရှိမယ်ဒီနေရာမှာ comma နှစ်ချက်ခန်းရတာမျိုးဖြစ်တယ်။နော်ကိစ္စမရှိဘူး။ဒါဆိုရင်မှတ်လိုက်တော့တချို့နေရာတွေမှာ comma ထည့်ပေးစရာမလိုဘူး comma ထည့်ပို့ရမလိုတဲ့ပုံစံနဲ့ comma ထည့်ပေးဖို့ရလိုတဲ့ပုံစံ။ဘာကြောင့် comma ထည့်ရတာလဲ အပိုကြီးမို့လို့ extra information ကြီးမို့လို့အဲ့ဒါကိုဖြိုးလိုက်ရင်လေဝကြကပြည့်စုံတော့ပြည့်စုံပြီးစားပဲเนาะဒါလောက်ဆိုနားလေလောက်မယ်လို့ယူဆတယ်ကဲဟုတ်ပြီဒါဆိုရင် example ပေးမယ်ဒီကောင်းလေးကိုကြည့်ကြည့်လိုက် the poet robert frost ကဗျာဆရာ robert frost the river nile the president lincoln the novel pride and prejudice ဆိုတော့ကြတော့ကဗျာဆရာ robert frost 9မြေ တမတလင်ကွန်း now pride and prejudice ဆိုတဲ့ဝတ္ထုဒီကောင်းနေကြည့်လိုက်တဲ့အခါမှာအဲ့တော့နောက်က Robert Frost ဖြုတ်ပြလိုက်မယ်ဆိုရင်ဘယ်ကဗျာဆရာလဲမကလီယာမဖြစ်တော့ဘူးဒီကောင်းနေကလူကိုလိုအပ်တယ်နောက်ကနောင်းနေကထဲ့ပေးဖို့ရလူကိုလိုအပ်တယ်နော်ဒီကောင်းနေဖြုတ်လိုက်လို့မရဘူးဆိုတော့ကြတော့ဒီကောင်းကကွန်မထဲ့ပေးစရာမလိုဘူးနောက်ပုံစံတစ်မျိုးကကြတော့ထဲ့ပေးရတယ် Paris the capital of France Albert Einstein a famous scientist the nine the longest river in the world အဲ့တော့ကမ္ဘာပေါ်မှာအရှိဆုံးမြစ်ဆိုတော့ဒီကောင်းကြီးကကျတော့ extra information ပေးတာမျိုးတကယ်တော့မလိုအပ်ဘူးเนาะမလိုအပ်ဖဲနေထည့်ထားတာ extra information ပေးခြင်းလို့ဒါကြောင့်ကော်မာလေးခံပေးရတယ်အဲ့ဒီလိုမျိုးကော်မာခံပေးရတာ ਨੇ ကော်မာခံစရာမလိုတာနှစ်မျိုးရှိမြစ်ဒါကိုဆီယရိုးတွေကဝက်ကြအပြည့်အစုံပြီးလိုက်မယ်ဆိုဒီတိုင်း အဲ့တော့အခုနန်တော့အကောင့်တွေကိုဝက်ကြရေးလိုက်တဲ့အခါမှာဒီတိုင်ရလာမယ်အဲ့တော့တိထားရမှာကဒီမှာကောမာခံထားတာမတွေ့ရဘူးအဲ့ဒီကောင်တွေကကျတော့ကောမာခံစရာမလိုဘူးကောမာခံစရာမလိုဘူးနောက်ကနောင်ကသူက identify လုပ်တာပဲအဲ့ဒီနောင်မပါဘူးဆိုရင် clear မဖြစ်ဘူးနော်နောက်ပုံစံတစ်မျိုးကိုကြည့်လိုက်ဒီမှာကကျတော့အခုစာမူပွဲမှာမေးတဲ့ပုံစံပဲအဲဒီကောင်ကကျတော့ကောမာခံပေးရမယ်နော်ကောမာခံမှရမှာဘာကြောင့်လဲဆိုတော့ ကောမာလိုလို့ extra information ကြီးကိုထပ်ပြီးတော့ထည့်ထားတာမှို့လို့ကောမာလိုတယ်သူကိုဖြုတ်လိုက်မယ်ဆိုလို့ရှိရင်လဲဝတ်ကြကပြေစုံပြီးစာဘာမှပြောင်းလဲသွားခြင်းတော့မရှိဘူးစာမေးပွဲမှာမိတာကဒီပုံစံပဲဒါကလိုက်နိုင်တဲ့သူတွေအတွက်မလိုက်နိုင်ဘူးဆိုရင်တော့ဒီသင်ခန်းစာကြည့်စရာမလိုဘူးပေါ့နော်